ကန်တော်ကြီးငါးပြားတိုက်ဟောင်းနေရာမှာတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ဆောက်လုပ်နေတဲ့မိုးပြံပူပေါင်းစီမံကိန်းအပေါ်ပြည်သူတွေအနေနဲ့ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်မှုတရက်ကိုမေလ၂ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ဒီသိန်းကိုစုစုတွေကပြပုတ်ထားပါရရှင်။ငါးပြားတိုက်နေရာမှာရှိတဲ့ပန်းညာဥယျာဉ်လေးအပြင်ယခုတော့ဖြင့်ရှုရန်ကုန်မြို့မှာရှိတဲ့ကန်တော်ကြီးငါးပြားတိုက်ဟောင်းနေရာမှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ဆောက်လုပ်နေတဲ့ မိုးပြန်ပူပေါင်းစီမံကိန်းကိုပြည်သူတွေကကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပေမဲ့လက်တလောမှာအဲ့ဒီစီမံကိန်းကိုဆက်လက်လှုပ်ဆောင်မှုတွေရှိနေပါတယ်အခုလိုဆက်လက်လှုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီးပြည်သူတွေကဒုတိယအကြိမ်မြောက်ထပ်မံကန့်ကွက်ဆန္ဒထုတ်ဖော်မှုတရက်ကို မေလာနေ့ရက်နေ့ကအဲ့ဒီစီမံကိန်းလှုပ်ဆောင်နေတဲ့ကန်တော်ကြီးပန်းချံဝင်းအတွင်းမှာလှုပ်ဆောင်ခဲ့ပါတယ်။အများနဲ့တယောက်နဲ့ဆိုရင်အများရဲ့စန္ဒာကိုပဲဦးစားပေးရမှာပေါ့လေ။ပြည်သူလူထုတွေကဒီဟာလေးမှာလှုပ်တယ်ဆိုတာကဟလာဒီမိုးပြံမှုကောင်းဆိုတာပတ်စံတတ်နိုင်တဲ့လူပဲလာတာလေ။ဟလာဒီပန်းချံဆိုတာကတော့ဟလာဟိုပတ်စံတပြားမှမရှိတဲ့လူတွေလာနေလို့ရတယ်ဟလာပတ်စံရှိတဲ့လူတွေလာလဲလူဒန်းစားမေးလာနေလို့ရတယ်။ဒီလိုဒီဝင်းထဲမှာအကက်တက်နဲ့လှုပ်လိုက်တဲ့အခါကျလူဒန်းစားခွဲခြားလို့ပြောရတာစီးနိုင်တဲ့ကောင်လာမယ်မစီးနိုင်တဲ့ကောင်မလာဘူး။အန်ကယ်တော့ဒီနေရာကြီးက ရှင်ရုံဘုရားကြီးပြုံနေလေဟလာအလုံးမဲ့နီးစပ်နေဟလာရှင်ရုံဘုရားကြီးအမြင့်အထက်တော်မှာ तू ကရောက်သွားနိုင်တယ်ပေါ့နော်အားကြောင့်မလို့ဒီနေရာကြီးကတော့လုံးဝမဆက်ပါဘူးဆိုတာအငယ်တို့ကဒုတိယအကြိမ်နေနဲ့တောက်ဆိုဆန္ဒပြတာပေါ့နော်ဆန္ဒထုတ်ဖော်မှုမှာကံတော်ကြီးပန်းချံအတွင်းနေ့စဉ်လာရောက်အခစားပြုလုပ်နေသူဦးရေတရားကျော်ကပါဝင်ဆန္ဒထုတ်ဖော်ခဲ့တာပါပန်းချံအတွင်းအခစားပြုလုပ်နေသူတွေကပထမအကြိမ်ဆန္ဒထုတ်ဖော်မှုကိုတော့ဖေဖော်ဝါရီလအတွင်းမှာလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအဲ့ဒီစီမံကိန်းကိုကန့်ကွက်တာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွတ်တော်မှာဆွေးနွေးနိုင်ဖို့အတွက်ကိုမင်္ဂလာတောင်ညွတ်မြို့နယ်လွတ်တော်ကိုယ်စားလှယ်ကအဆိုအတွင်တင်ထားပေမဲ့လက်ရှိအချိန်ထိဆွေးနွေးခွင့်မရရှိနိုင်ဘူးလို့သိရပါတယ်။ဒီလုပ်ငန်းကြီးရပ်ဆိုင်ဖို့ကအဆိုတခုကိုကျွန်တော်တင်ထားပါတယ်။ဟိုတင်တဲ့အချိန်မှာလည်းဒီဆိုနဲ့ပတ်သက်ပြီးတော့လွတ်တော်ကနေလက်ခံအောင်လို့လွတ်တော်ဥက္ကဋ္ဌဒုက္ကဋ္ဌပါဝင်တဲ့အဖွဲ့နဲ့လည်းကျွန်တော်တော်တော်လေးဆွေးနွေးခဲ့ရပါတယ်။ဒီနေ့ဒီချိန်ကာလအထိအဲ့ဒီအဆိုကိုကျွန်တော်တို့ကဘယ်နေ့မှဆွေးနွေးခွင့်ရမှာလဲဘယ်နေ့မှဆွေးနွေးရမှာဆိုတော့လုံးဝကျွန်တော်တို့မသိရဘူး။ အတိအပဲနဲ့စောင့်ညော်နေရတဲ့အဖြစ်မျိုးပဲကျွန်တော်တို့မှာသွားဖြစ်နေတယ်။အဲ့လိုဖြစ်နေတဲ့ကာလမှာလည်းတစ်ဖက်မှာရှိတဲ့ဒီခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေကဒီပန်းညံဧရိယာကိုသူတို့လုပ်ငန်းကိုလုပ်နိုင်ဖို့အတွက်ကိုလာရောက်ပြီးတော့ဖျက်ဆီးပြီးတော့စောင့်နေတာတော်တော်များများဖြစ်နေပြီ။တော့ဒီဧရိယာတစ်ခုလုံးကလည်းတော်တော်လေးကိုဖျက်ဆီးခံထားရတဲ့အနေအထားကိုရောက်ရှိနေပြီပေါ့နော်။ဒီနေရာကစီးပွားရေးလုပ်ရမယ့်ဧရိယာမဟုတ်ဘူး။အများပြည်သူကိုပန်းဖြေတဲ့အနာယူရတဲ့အစ်ပတန်း ရှားပါတယ်ကျွန်တော်တို့ရန်ကုန်မြို့ပန်းညံလဲမှာတစ်ခုတည်းတော့ရှိတယ်ပန်းညံတစ်ခုပဲဒါကြီးကိုလာပြီးစီးပွားရေးလုပ်ငန်းရှင်ကအကျိုးအမြတ်ထုတ်ပြီးတော့ဖျက်ဆီးမယ်ခွင့်ပြုပေးတယ်ဆိုတာတရားမျှတမှုလုံးဝမရှိတဲ့ကိစ္စတစ်ခုမိုးပြဘူပေါင်းစီမံခန့်အတွက်ရန်ကုန်မြို့စီမံသားရေးကော်မတီနဲ့မြန်မာ Voyage International Tourism Company တို့တဖို့တူစာချုပ်ရှုပ်ဆိုထားတာဖြစ်ပြီးစီဗင်သားရေးကော်မတီကနေကန်တော်ကြီးအတွင်းမြေနေရ2200 area student ပေကိုကုမ္ပဏီကို9ရက်ထားတာဖြစ်ပြီး တစ်စတူရန်ပေကို3966ကျက်နှုန်းနဲ့၅ရန်ထားတယ်လို့သိရပါဗျ။ကျမကစုစုတွေပါ။ဒီလေးဆွေးနွေးပေးပါလို့တောင်းဆိုခြင်းပါတယ်။